လို့တကူပဲယုံနိုင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လောကမကတ်ဘူးပေါ့နော်ဒီလိုထောက်တွေမှာရှုံမကတ်တဲ့အတွက်နွားယုံရတာတက်တာတယ်ပေါ့ဘင်းကိုရှုံမကတ်တဲ့အတွက်သူကယုံရတာတက်တာတာပေါ့တက်သားလဲဆိုရင်တော့အကိုလို့သိတဲ့အတိုင်းပဲဖွဲကျုံနေခဲတယ်ဆိုလို့ရှိရင်တော့ဒီဟာဘင်းနေဖြစ်သွားတာပေါ့နော်အပေါက်တောင်မချင်ဘူးအကုန်ကတ်ထားပေါ့ကတော့ဗရကျုံနေနေရတယ်နော်ဒီမှာကျုံကတ်မကကိုတစ်ချက်ကြည့်ပါနွားတွေမစွဲနိုင်တော့ဘူးနဲ့ပြောနေလို့လက်တွေရိုက်ပြတာပေါ့နော် အားလုံးပဲမင်္ဂလာပါမြမရိုးရာယဉ်ကျေးမှုကိုခိမိနီးပညာနဲ့ပေါင်းဆက်လိုက်တဲ့ထူးခြားတဲ့တီထွင်ဆန်းတက်မှုသတင်းကောင်းကိုတင်ဆက်ပေးချင်ပါတယ်ရာစုနှစ်များစွာတစ်သားနဲ့တိဆောက်ခဲ့တဲ့နွားလဲပိန်းတွေဟာပောက်ခေါင်းမြို့နယ်ရွာတစ်ကြီးရွာမှာအပီးတိုင်ပြောင်းလဲသွားခဲ့ပါပြီ အဲ့ဒီကတောင်သူတွေဟာရိုးရဘိန်းဖွဲ့စည်းပုံအတိုင်းတစ်သားအစိပ်ပိုင်းအားလုံးကိုတန်내ပစ္စည်းတွေနဲ့အစားထိုးတီထွင်လိုက်တာကြောင့်လမ်းကျန်းတန်ခံနိုင်ရေပိုကောင်းပြီးတာရှိခံတဲ့တံပိန်းနွားလဲတွေပေါပေါလာခဲ့ပါပြီဒီရဲ့ရင်နဲ့ပြောင်းလဲမှုဟာကြီးလက်ရဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်ကိုဘလို့စိန်ခေါ်မှုတွေခွင်လန်းတွေပေးလာမလဲဆိုတာကိုကျွန်တော်တို့ရဲ့အသေးစိတ်ရုပ်တံမှတ်တမ်းမှာဆက်လက်ကြည့်ရှုလိုက်ကြပါအောင်ခင်ဗျာတန်လဲနဲ့ပတ်သက်ပြီးတော့အမေးများတဲ့မေးခွန်းလေးကိုကျွန်တော်ဖြေပေးလိုက်ပါမယ်ဗျဒီမှာဘရောင်းကဘာနဲ့လှုပ်ထားတာလဲတဲ့ ဘရောင်းဆိုတာကျွန်တော်တို့တောသူတောင်သားတွေနှွားသမားတွေလှဲသမားတွေတော့သိတာပေါ့နော်ဘရောင်းလုံးဆိုတာကျွန်တော်ဒီဒီအလုံးကြီးကိုပြောတာပါဒီအလုံးကြီးကိုပြောတာဒါကကျွန်တော်တို့တစ်သားနဲ့မဟုတ်ပါဘူးလို့တန်နဲ့ပဲလောက်ထားတာပါလို့ဒီဘရောင်းကလည်းနော်ဒီဘရောင်းမှာဒီကျွန်တော်တို့တန်ချောင်းနဲ့ပေါ့နော်တန်ချောင်းနဲ့တို့ထားပါဒီကတော့လှစ်ဒါကတော့ခုပြလာတော့ကျွန်တော်လှဲတစည်းမင်းကလှဲတစည်းပေါ့နော်ဒါကတော့နောက်တစ်ခုမေ့ထားတာရှိသေးတယ်ဒီတကူကလည်းဒီတကူကလည်းတန်ချောင်းပဲပေါ့နော်တန်ချောင်းကိုဒီတန်ချောင်းနဲ့ပဲပြန်တို့ထားတာပေါ့ဒါကတော့အပေါ်တန်မပတ်ရသေးဘူး တံပြားမပတ်သေးတယ်လှဲပေါ့နော်ကျွန်တော်ဘောနော်အကိုမောင်းနေတဲ့လှဲလေးကိုရိုက်ပြပါလားရိုက်ပြပါလားဆိုပြီးကျွန်တော်မေးနေသူတွေအများများနေလို့ကျွန်တော်လှဲလေးကိုတခြားရိုက်ပြပေးလိုက်ပါမယ်နော်အခုလိုလှဲမျိုးတွေကတော့ကျွန်တော်ဒေတာမှာအရန်ကိုပဲအသုံးများနေပြီပေါ့နော်ဒီမိုးတွေမိုးရင်းဒေတာအမြေသားလန်းနေရာတွေပေါ့ဖွတ်တီမတရားထူပြီးတော့တက်သားလဲတွေမယုံနိုင်တဲ့နေရာမှာဆိုဒီလိုတန်လဲတွေကလို့တကူပဲယုံနိုင်နေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လုံးဝ မကတ်ဘူးပေါ့နော်ဒီလိုဓာတ်တွေမှာရှုံမကတ်တဲ့အတွက်နွားရုံရတာတက်တာတယ်ပေါ့ရှက်ကတော့ဒီများသောအားဖြင့်မြေသားလန့်ဘွက်ထူတဲ့နေရာတွေမှာအသုံးလို့ရတယ်ຫນွေမိုးဆောင်မောင်းလို့ရတယ်ပေါ့နော်အပေါ်အပါ site ကတော့မျိုးမျိုးရှိတယ်ဒီဓာတ်တွေတကူတွေမှာဒီပထောင်းနေပါပေါ့နော် site ကိုစိုက်တဲ့ site ကိုခိုင်းလို့ရတယ်ပေါ့ဒါကတော့ဒါဆိုလို့ရှိရင်ပဲဒါနှံ30လောက်ကိုတင်လို့ရတယ်ပေါ့နော်နှံ30လောက်ကိုတင်မောင်းလို့ရတယ်လှဲနေထားပါပဲဒီထဲမှာလည်းဒါ ငါးမူလုံးငါးမူလုံးထည့်တယ်ပြီးရင်ဘောကဒါတံပြားတခါလဲအုပ်ထားတာပေါ့နော်တကယ်ကျွန်တော်တို့ဒေတာမဲ့တော့ဒီလိုလှဲမျိုးတွေရှိလားမရှိဘူးလားဆိုတော့မသိဘူးပေါ့နော်ကျွန်တော်ဒေတာမဲ့တော့ဒါအတော့များနေရပေါ့လဲမောင်းနေရလေမြင်ချင်တယ်ဆိုတော့ကျွန်တော်ကလည်းရိုက်မယ်လို့မရှိတော့ကိုယ့်အနေကိုပဲစင်ပြီးတော့ရိုက်ပြီးတော့ပြလိုက်ပါပြီတချို့လူတွေကလဲကိုကြွန်လာလို့မေးတယ်ပေါ့နော်တက်သားလဲတဲ့တော့နည်းနည်းကြွန်ပါတယ်တော့အားသာချက်တခုတော့ဒါရှုံးမလုံးဝမကတ်တာပေါ့နော် ဘင်းကိုရှုံမကတ်တဲ့အတွက်သူကရုံရလာတတ်တာပေါ့စစ်သားလဲဆိုရင်တော့ကိုလိုတီးရဲ့အတိုင်းပဲဖွဲကျုံနေခဲတယ်ဆိုလို့ရှိရင်တော့ဒီဟာဘင်းနေဖြစ်သွားတာပေါ့နော်အပေါက်တောင်မချင်ဘူးအကုန်ကတ်ထားပေါ့ဒီလှဲ့ကြအောင်အဲ့လိုမဟုတ်ဘူးရှုံကိုလုံးဝမကတ်ကတ်လဲနေပါပဲကတ်ထားပေါ့နော်ဒါမှကျွန်တော်တို့ရွာလန်းနေရအကိုက်ဆိုတဲ့အတိုင်းဖြစ်နေတာပေါ့လန်းနေကိုလည်းကြည့်ပါအောင်ရာအဲ့လိုမျိုးဖြစ်နေတဲ့လမ်းနေမှာတော့ဒီလိုတန်လှဲနေရတော့ကွက်တီပဲပေါ့နော်စစ်သားလဲဆိုရင်ဒါဒီဟာမရန်ကောင်းတော်တဲ့ရှင်နေပေါ့အရင်တော့ကတော့ဒါတပိန်းနေကြီးခဲနေတာ body ပေါ့အញ្ញထူတဲ့ body မှာတော့ဒီတန်လှဲနေရတော့အញ្ញကိုဆင်ပြေပါလေ Okay ကျွန်တော်တင်တဲ့တန်လှဲတွေကိုဘွက်ထဲကိုမောင်းပြပါဆိုလို့ကျွန်တော်လက်တွေမောင်းပြလိုက်မယ်ပေါ့နော်အခုမြင်တွေ့ရတဲ့ဒီဘက်လမ်းကတော့ဒါကြောက်ပေါ်နေတာဆိုတော့ဒီကဘွက်ထဲကိုမောင်းမပြဘူးနဲ့ဖြစ်နေမှာဆိုတော့ဟုတ်ပါဘွက်ရှိတဲ့ဘက်ကနေကျွန်တော်ကိုင်းပြီးတော့မောင်းခိုင်းမှာဖြစ်ပါတယ်နောက်တန်လှဲဘင်းကိုဘွက်ထဲကနေမောင်းခိုင်းမှာဖြစ်ပါတယ်ကဲမောင်းလာခဲ့တော့ဟေးရ ကျွန်တော်ဗရန်ကျွန်းတဲ့နေရာလေးနော်မှာကျုံကမကကိုတစ်ချက်ကြည့်ပါလို့နွားတွေမဆွဲနိုင်တော့ဘူးနဲ့ပြောနေလို့လက်တွေရိုက်ပြတာပါနော်နွားတွေဒါလေးပဲဆွဲသွားတယ်โอเคရပြီရပြီကျုံနေဆိုရင်ဘွက်ထဲဆိုရင်နွားတွေမဆွဲနိုင်တော့ဘူးဆိုလို့ကျွန်တော်လက်တွေပြတာပါနော်တန်လဲကိုတေချာရိုက်ပြပါလားဆိုရင်ညီကိုတွေအတွက်ကျွန်တော်ရိုက်ပြပေးလိုက်ပါမယ်လို့ တောင်သူလေသမားတွေအတွက်ကောဝရင်သမားတွေအတွက်ကောပြန်လဲအတူယူပြီးတော့သုံးလို့ရအောင်လို့ပေါ့နော်ဒါကတော့ဘရောင်းလုံးပေါ့နော်တချို့ကပြောသေးတယ်ဆိုင်ကယ်စလီအိုးအကြောက်လောက်ထားလာတယ်မဟုတ်ပါဘူးဒါတန်ပိုက်လုံးပေါ့နော်တန်ပိုက်လုံးသုံးလက်မှတန်ပိုက်လုံးဒီအထူးအနေထားတော့တကယ်ချင်းတော့မြင်တဲ့အတိုင်းပါပဲသုံးလက်မှတန်ပိုက်လုံးကိုကျွန်တော်ဘရောင်းလုံးလုပ်တယ်ဒီမှာလဲတက်သားလက်အရှိတိုင်းပေါ့နော်ပြီးရင်ဒီတန်ချောင်းတွေကဒီမှာမြင်တဲ့အတိုင်းပါပေါ့နော်ဒါတော့ကျွန်တော်အသေးခိုင်းနေအကြီးခိုင်းလို့လဲရတယ် ဝင်မြတ်မြတ်တင်မှာဆိုရင်ဒီတန်ချောင်းကជីជីခိုင်းရမယ်ဒီတကူကြတော့ဒီလိုတန်ချောင်းအရှိကိုကျွန်တော်တို့ဆက်ဝိုင်းဝိုင်းပြီးတော့မှဒါတို့ထားတာပါနော်ပြီးရင်သူ့ပေါ်မှာဒီမှာတန်ပြားကိုအုပ်ထားတာပေါ့တန်ပြားကိုဂေးဆက်ပြီးအုပ်ထားတယ်ဒီလိုအုပ်ထားလို့ရှိရင်လှဲငိန်နေပေါ့နော်ဒါတော့ဒေရှာရိုက်ပြပေးပါဆိုလို့ကျွန်တော်ရိုက်ပြပေးရဖြစ်ပါတယ်လက်တစီရဲ့လှဲဘင်းရဲ့ဒါတောက်တွေကိုဘယ်လိုစိုက်လဲဆိုတော့ငယ်ချင်းတို့ကြည့်လိုက်ပါနော်ထွေထူးထူးမပြောတော့ပါဘူး ဟိုဘက်ဒီဘက်ပေါ့တောက်ကဘယ်နှချောင်းပါမလဲဆိုတော့နေ၄ရှောက်ရှိ30ချောင်းအဲနေ၄ရှောက်ရှိဟုတ်30ချောင်းတစ်ဖက်30ချောင်းပေါ့တစ်ဖက်30ချောင်းဆိုတော့အချောင်း20ပါပါမယ်နော်အခုလို့တန်လဲတွေကိုကျွန်တော်တို့နေရာမှာဘာကြောင့်အသုံးပြုတာလဲဘယ်လိုနေရာတွေမှာအသုံးပြုရလဲဆိုတော့ကျွန်တော်ပြောပြပါမယ် တကယ်ချင်းတို့ပြောသလိုဝိတ်တွေအလေးကြီးတွေအရန်တင်ဖို့ကျွန်တော်တော့တောင်းတာမဟုတ်ပါဘူးဗျဝိတ်တင်ဖို့ဆိုပြီးတော့ကျွန်တော်တစ်သားလဲဆောင်းထားတယ်ပေါ့နော်တန်လှဲနဲ့တစ်သားလဲဆိုနှစ်မျိုးနှစ်စီးဆောင်းထားတာပေါ့တစ်တစ်တင်မယ်ဒီကောက်လိုင်းနေအများကြီးတင်မယ်ဆိုရင်ဝိတ်တင်မယ်ဆိုတစ်သားလဲကိုသုံးပါတယ်ဒီတန်လှဲကတော့ကျွန်တော်တို့ဝိတ်အများကြီးမသုံးဘူးပေါ့နော်အပေါ်အပားနေရာမှာသုံးတာပါဒီရှွန့်ဘော်ဒီအရန်ထူလို့ရှွန့်တစ်သားလဲကိုကတ်တဲ့အချိန်မျိုးမှာသုံးတယ်ဒီရှွန့်မကန်အောင်လို့ပေါ့ ပြီးရင်နေရာဒီမှာအပေါ်ပမျက်ကလေး3လေးတုံးအခုလိုပေါ့3လေးတုံးနဲ့ဒီနှံ၄၅တင်းတင်တာမျိုးတို့ပဲ၄၅တင်းတင်တာမျိုးတို့နဲ့အပေါ်ပါမောင်းတဲ့နေရာမှာကျွန်တော်တို့ဒီလိုတန်လဲတွေတုံးတာပါဗျာဝိတ်ဒီအရင်လေးရယ်ဆိုရင်တော့တက်သားလဲတွေပဲကျွန်တော်တို့တုံးပါတယ်လို့တကယ်ကျွန်တော်တန်လဲတစ်မျိုးတည်းတုံးတယ်လည်းထင်နေပါစို့လို့အရင်အထောက်တွေကြီးလည်းမခိုင်းဘူးပေါ့နော်အခုလိုခက်သေးသေးပဲခိုင်းမှုကြကျွန်တော်တို့အပေါ်ပါလေးတွေနေရာမှာတုံးတာဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်တန်လဲဘိန်းတွေကိုဘယ်မှာဝယ်လို့ရလဲဈေးဘယ်လောက်ရှိလဲ ကျွန်တော်မောင်းနေတဲ့လှည့်ကဘယ်လောက်ပေးရလဲဆိုပြီးတော့မေးထားတဲ့တငယ်ချင်းတွေအများကြီးရှိနေလို့ပေါ့နော်ပထမဗီဒီယိုလေးမှာဒါကြောင့်မို့လို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြောပြပေးပါမယ်ဘယ်မှာဝယ်လို့ရလဲဆိုရင်ကျွန်တော်တို့ရဲ့နေမျိုးလေးဖြစ်တဲ့ပခေါင်းမျိုးလေးမှာလည်းဝယ်လို့ရပါတယ်ပြီးပေါက်ခေါင်းပေါ့နော်ပြီးရင်ကျွန်တော်တို့ရွာမှာလည်းဒါလုတ်တဲ့လူရှိပါတယ်လို့ဒီတလူတန်လဲတွေလုတ်တဲ့လူရှိပါတယ်ဈေးလေးကဘယ်လောက်ရှိလဲဆိုရင်ဒါဆိုရင်အသေးစား9သိန်းကျော်ဒီတက်အလက်စားဆိုလို့ရှိရင်9သိန်းကျော်အဲ့ဒီတက်ကောင်းတာဆိုရင်10သိန်း ကောင်းတာဆိုတော့ကျွန်တော်တို့ချက်လုံးနေပေါ့နော်တစ်ချက်လုံးဆိုရင်၈သိန်းကျော်မယ်ပြီးရင်တံမြအုပ်ထာရှိမယ်မအုပ်ထာရှိမယ်ဈေးရဆဆရှိပါမယ်ပို့ပေးလို့ရမလားဆိုရင်တော့ကျွန်တော်ကတော့တောင်သူရှင်းရှင်းမို့လို့ကျွန်တော်ကားတွေကားဂိတ်ကနေရှာပေးလို့ရမယ်ကျွန်တော်စုံစမ်းကြည့်ပါဦးမစုံစမ်းကြည့်လို့ရလို့ရှိရင်ကျွန်တော်ကားဂိတ်ကနေတကယ်ချင်းတို့ကိုကိုတောင်သူရှင်းရှင်းမို့လို့ပို့ပေးပါမယ်ဝရင်သမားတွေနဲ့လည်းဆက်သွယ်ရှိတယ်ပေါ့နော်ပခောင်းကဝရင်သမားတွေနဲ့လည်းဆက်သွယ်ရှိတယ်ကိုရွာလူတွေနဲ့လည်းရှိတယ်ဒါကြောင့်မို့လို့တကယ်လိုချင်တဲ့လှဲဖို့တကယ် ကြိုက်လို့တကယ်သုံးကျင်လို့ကိုယ့်ရဒေတာနဲ့ကိုင်ညီမှုရှိမှကျွန်တော်ရဲ့ရှားပေါက်ထဲကနေလာပြီးတော့လာပြီးတော့ပြောထားလို့ရပါတယ်ကျွန်တော်အကြောင်းပြန်ပေးပါမယ်เนาะအသေးစိတ်ကို